ပေးကြတာကတော့ငတ်သားချိုက်သူလေးများအဖွဲ့ကရဟယင်ပြစ်ချခဲ့တဲ့ဗမော်ရှိတဲ့ရဲဘော်များအတွက်တိတ်တရာလှုပ်ခဲ့တဲ့မင်္ဂလာသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာဗမော်တိုက်ပွဲမှာစစ်ကောင်စီရဲ့ရဟယင်နှစင်းကိုပြစ်ချနိုင်ခဲ့တဲ့ရှိတဲ့ရဲဘော်တွေအတွက်ငတ်သားချိုက်သူလေးများအဖွဲ့ကအလွန်ငွေကျပ်သိန်းတရာကို KIAC ရုံးချုပ်မှတဆင့်ပေးပို့ခဲ့ကြောင်းသိရှိရပါတယ်ပြီးခဲ့တဲ့မေလ20ရက်နေ့ကကချင်ပြည်နယ်ဗမော်မျိုးသိန်းတိုက်ပွဲကိုစစ်ကောင်စီတပ်ကတပ်ဖို့ရဟယင်သုံးစင်းနဲ့စစ်လက်နက်အင်အားတွေထောက်ပို့ပေးနေစဉ်မှာ ။ KIA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနှစ်စင်းကို ပြစ်ချဖြစ်စည်းနိုင်ခဲ့တာဖြစ်ပါရယ်ခင်ဗျာ။ထပ်မံသိရှိရတဲ့သတင်းကတော့ကြောက်ဖြူခမရ943ဝင်းနေတီ AA လက်နက်ကြီးချင်းချောက်လား။နေအဆောက်အုံတွေထိမှန်ပြစ်စည်းခဲ့ပြီးတရင်မှုစင်းရုံတင်ထားရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ကျပ်ပြူခမရ943တက်ရင်တဲ့ကိုအရကတက်တော် AA ဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြောက်ပောက်ခွဲခဲ့ပြီးတက်ရင်မှုကိုထိမှန်တန်ရန်ရရှိခဲ့တယ်လို့သတင်းရရှိပါရတယ်။ကျပ်ပြူမြို့နယ်တိုက်ပွဲထဲမှာ နှစ်ပတ်အပြန်အလှန်ပြစ်ခတ်မှုတွေနေ့စဉ်ရှိနေပြီးဇွန်လ13ရက်ညပိုင်းကအရကတက်တော်ဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။ခမရ943ကတည်ရင်မှုတန်ရာရသွားတယ်။သူနေတဲ့နေအိမ်ကိုတက်တက်ကြတာပါ။စီးရုံကိုအေးပေါ်ယူသွားရပါတယ်။တခြားအဆောင်ချို့လည်းထိခိုက်ပျက်စီးခဲ့ပါတယ်လို့သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ခမရ943ဟာဂုံးချွေတိုက်နေတဲ့မှာရှိပြီးအဲ့ဒီအနီးပတ်ဝန်းကျင်ကနေပြစ်ခတ်ခဲ့တဲ့တာဝေးပြစ်လက်နက်ကြီးကြီးထိမှန်ခဲ့တာဖြစ်ပါတယ်။ယခုရက်ပိုင်းမှာ မလကျွန်းနဲ့ဂုံးချိန်တိုက်နဲ့အနည်းဝင်းကျင်မှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။အခုကတိုက်ပွဲတွေဖြစ်နေတော့ဘယ်ကပြည်နေမှန်းတော့မသိတော့ဘူး။နေရအစုံကအတန်ပဲကြားရရတယ်လို့ဒေတာခန်တွေကဆိုပါတယ်။ခမရငါးလေးတုံးတဲကအထိုင်တက်တွေနဲ့စစ်ရင်အားအစ်စ်တွေဟာမလကျွန်းဧရိယာတစ်ဝိုက်မှာလှုပ်ရှားမှုရှိနေပြီ။အဲ့ဒီအနည်းနာဝင်းကျင်ကြီးရွာတွေကိုစစ်ကြောင်းထိုးနေကြတာဖြစ်ပါတယ်။ကြောက်ဖြူမြို့နဲ့တိုက်ပွဲတွေဟာ ဂုံးချွင်တိုက်နယ်မှာရှိတဲ့အမှတ်32ရဲတပ်ရင်းအနီးပြိုင်းစစ်ကတောင်ကျောတလျှောက်မှာဖြစ်ပွားနေတာဖြစ်ပါတယ်ခင်ဗျာအာဒီနေ့ဗမာနိုင်ငံကြီးနဲ့ပတ်သက်ပြီးတော့ဆရာတော်ဖရာကြီးကတော့ဖရာเจ้าမှာတရားဒေသနာတွေချီးမြှင့်နေပြီကျွန်တော်ကကိစ္စလေးလည်းတစ်ခုရှိတော့ဒီနေ့တော့တရားမနာနိုင်တော့ဘူးမနေ့ကတော့ကျွန်တော်နားခဲ့တယ်အဲ့ဒါအခုကျွန်တော်အဲအိမ်လေးပြန်မယ် ပြန်ပြီးတော့မြန်မာနိုင်ငံကြီးနဲ့ပတ်သက်လို့တူတူတုတ်တုတ်เนาะဟိုဘေးလဲတိတ်မကုန်အောင်အားလုံးလည်းမြင်သွားအောင်ကျွန်တော်ပြောစရာလေး3-5ချက်လောက်ရှိတယ်အဲ့ဒီရှိတဲ့အထဲထဲမှာဟိုကျွန်တော်ရထားတဲ့ information ကိုကျွန်တော်ပြောတာပေါ့ဗျာเนาะကျွန်တော် information တွေကတော့ခိုင်နေဗျဆိုတော့အခုကျွန်တော်အိမ်ဟိုမောင်းနေပြီမောင်းနေဆိုတာပြဿနာဆရာတော်ဘုရားကြီးကြောင်းနေကျွန်တော်အိမ်ထဲကကားလန်းဟိုဘက်ဒီဘက် အဲ့ဒီကားလမ်းကိုဖြတ်ဖို့အတွက်ကျွန်တော်ကိုယ့်ဟိပြီးတော့ကျွန်တော်အိမ်ကိုပြန်မောင်းရတာဗျာတဲ့လားဟိုပြောရင်တော့အိမ်ပေးချင်းကတ်ရက်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ကားလမ်းချားနေတယ်ဒီတိုင်းဖြတ်ထွက်လို့မရဘူးလမ်းဥပဒေရအာဒီဆရာတော်ဖျားကြီးရဲ့မြောက်ဦးဓမ္မစင်တာပေါ့နော်အဲ့မြောက်ဦးဓမ္မစင်တာကျွန်တော်အိမ်ကားလမ်းဟိုဘက်မှာဆရာတော်ဖရာကြီးကြောင်းဒီဘက်မှာကျွန်တော်အလယ်မှာကာလန်ကြီးဆိုတော့အဲ့ အဲ့ဒီကားလမ်းကိုပေးထားတဲ့ဥပဒေတိုင်းဖြတ်ပြီးတော့အိမ်ပြန်လာတာပေါ့နော်ဟိုကျွန်တော်ပေးခြင်းနဲ့အဲဗမာနိုင်ငံကြီးအကြောင်းလေးအဲ၄ခုပြောမယ်နံပါတ်၁ကတော့ကျွန်တော်ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီးပြောမယ်ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ်ဥစ္စာကတော့တခြားမဟုတ်ပါဘူးဟိုကောလာဟာလာသတင်းတွေပေါ်လာတယ်ဗျာအဲ့ကောလာဟာလာသတင်းတွေ အဲကျွန်တော်အိမ်ရောက်ပြီကဲအဲ့လောက်မြန်တယ်ဆိုတော့အဲ့ဒီပေါ်လာတဲ့သတင်းနေရာမဟုတ်ဘူးကျွန်တော်ပြောခဲ့ပြီးပြီအာလုတ်ကြံဖန်တီးထားတဲ့သတင်းမှာနော်အဲ့ဒီလုတ်ကြံဖန်တီးထားတဲ့သတင်းတွေကိုနိုင်ငံရေးနားမလည်တဲ့ဒီတိုင်းဝိုင်းနေအတင်းဖွဲ့တွေဟိုဟာဗတ်တနီးအဖြစ်ပြော NUG ထောက်ခံသူတွေတော်တော်များများကအဲ့ဒီသတင်းတွေကိုရှယ်ခဲ့တယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့အဲ့လောက်ထိ proxy ကစားဖို့လောက်ကို ်ဘတ်ဂျက်လည်းမရှိဘူးအရေးချင်းလည်းမရှိဘူးပါဝါလည်းမရှိဘူးခင်ဗျားတို့အဲ့ကျွန်တော်ပြောရင်ယုံနော်အမေရိကန်ကလည်းဘင်္ဂလားဘင်္ဂလားဒေ့လို့အစွန်ရောက်တဲ့အများကြီးနေတဲ့နိုင်ငံတစ်ခုနဲ့နော်ဟိုဘယ်လိုပြောမလဲအဲအဲ့ဒီနိုင်ငံတစ်ခုကိုကြားခံပြီးတော့အမေရိကန်ကနေလှုပ်ရှားအကြောင်းလည်းမရှိဘူးနော်ဒါကျွန်တော်အိမ်ရောက်ပြီအဲ့ဒီတည်ရင်လုံးဝမှားတယ်သူတို့ပြောနေတာတွေလုံးဝစိတ်ကူးရင်တာတွေဖြစ်တယ် เนาะသို့တော့သူတို့ရဲ့တင်ပြနေချက်ဒီအခုတော့နည်းနည်းပါသွားပြီစတင်ပြတာကတော့ဟိုအာအိန္ဒိယသတင်းမီဒီယာတခုကနေတင်ပြလိုက်တာပေါ့ဗျာဒုတိယတင်ပြတာတော့ကိုသိမ်းမြပါ BBC ကကျွန်တော်လည်းခင်ပါတယ်ဒါသူ့သတင်းလုံးဝမှားပါတယ်တရားရာခိုင်နှုန်းမှားတယ်ဗျာဒဇက်မကိုမမှန်ဘူးဗျာဒီကိစ္စနဲ့ပတ်သက်သူရခိုင်နဲ့ပတ်သက်သူတို့ဘာမှနားလည်တဲ့သူတွေမဟုတ်ဘူးလို့ပဲကျွန်တော်ပြောချင်တယ်အခုမှဖြာဝင်ခင်းကြတဲ့လူတွေလို့ပဲထပ်ပြောလိုက်မယ်ဗျာ ဟုတ်မလားဆိုတော့အော်ဒါအိမ်ပေးကခွေးဟောင်းနေဟိုမှာဆိုတော့အဲ့ဒါတစ်ချက်ပေါ့လေနောက်တစ်ချက်ကရခိုင်ပြည်ရဲ့ပြဿနာကအော်ကျွန်တော်ပုံမှန်လေးလေးပြောမယ်ဟိုသူတို့အပြင်မှာပေါ်နေတဲ့သတင်းပုံစံမျိုးမဟုတ်ဘူးနော်ဘင်္ဂလားဒေ့ရှ်နဲ့လည်းဘာမှမဆိုင်ဘူးအာဆာနဲ့လည်းမဆိုင်ဘူးနော်ရခိုင်ကသူ့နိုင်ငံသူ့ပြည်သူတို့အတွက်အရခတ်တက်တော်ကစူးစမ်းနေတဲ့အဖွဲ့အစည်းတရတာဖြစ်တယ် ဒါပေမဲ့သူ့ဘေးပဝန်းကျင်နိုင်ငံနေနဲ့တော့တော့တန်ခင်းတမန်ခင်းစီးပွားကုံတွယ်ရေးအရာဒီကိုတော့ပြုဖို့ဆန္ဒရှိတယ်။ဟိုတစ်ဖက်နိုင်ငံကအကူအညီပေးလို့ proxy ကစားမဲ့တပ်ဖွဲ့မျိုးမဟုတ်ဘူးရခိုင်တပ်ဖွဲ့ကအဲ့လောက်အုံနှောက်မနှဲပါဘူးအေအေကအရက်ကတက်တော်ကအဲ့ဒါကိုမြန်မာပြည်ကသတင်းသမားတွေတိလိုက်အရန်ကောင်းမယ်ဒီအချက်ကိုပြောချင်ပါတယ်ဟုတ်ပြီနော်ဒီလောက်ဆိုလုံလောက်တယ် ီထက်ပိုသေးကြအောင်လုံလောက်အောင်ထပ်ပြောမယ်ဆိုရင်ခုနဖြစ်ပေါ်တဲ့သတင်းတွေဟာရခိုင်ကောင်းဆောင်တွေကို MNDA ကောင်းဆောင်တွေလို့အကြက်တဲ့ဒုက္ခဆိုင်အောင်ဒီနေ့စကားစစစ်လော်ဘီတွေလှော်နေတဲ့ပုံစံနဲ့တထက်တဲကြအောင်လို့တာ conspiracy theory ဖြစ်တယ်เนาะဒါပူးပေါင်းလှုပ်ကြံတယ်လို့တောင်ပြောလို့ရတယ်เนาะဒါကြောင့် NUG ထောက်ခံသူတွေ နော်ဟိုယောဂထားနေတဲ့သူတွေဒီနေရာမှာရတန်းရက်လိုက်ပါဒီသတင်းလုံးဝမှားပါတယ်ဟုတ်ပြီလားနော်တစ်စက်လေးတစ်ဖြားလေးလောက်မှန်ခဲ့ရင်ကျွန်တော်ပြပါဟုတ်ပြီလားကျွန်တော်တို့ကရှင်းတယ်ဆိုတော့ဒီလောက်တော့ကျွန်တော်ပြောခြင်းတယ်ရခိုင်မှာတိုက်နေတဲ့ရဲဘော်တွေခေါင်းဆောင်တွေနော်ပြီးတော့ရခိုင်လူမှုရေးအသင်းအဖွဲ့တွေနော်အုံနောက်မနေကြပါဘူးလို့ကျွန်တော်ပြောခြင်းတယ် เนาะခင်ဗျားတို့အုံနှောက်နေနေနဲ့လှော်နေတာတစ်ဖက်လူကိုခင်ဗျားတို့ဒုက္ခရောက်အောင်တစ်ဖက်ရဲ့လွတ်လပ်ရေးကိုထိခိုက်အောင်တစ်ဖက်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုအခက်ခဲဖြစ်အောင်လုပ်နေတယ်လို့ကျွန်တော်မြင်တယ်ဟုတ်ပါလားဒါတိကျနှစ်ချက်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြောခြင်းတယ်ရွေးကောက်ပွဲကဘူမင်းအွန်လိုင်းကျင်းပကွင့်2008အခြေခံဥပဒေမှာပေးမထားပါဘူးပုံမှန်429 428 429ကိုတွက်ကြည့်ပါဟုတ်ပြီနော်ဆိုတော့ ဒီသူဖွဲ့ထားတဲ့ UEC ကလည်းအမှန်တော့ဂျားပြအစိုးရအဖွဲ့တစ်ခုဖွဲ့ပြီးတော့မှဂျားပြအစိုးရကလှုပ်ပေးတဲ့ရွေးကောက်ပွဲမျိုးဖြစ်ရပါမယ်သူတို့က2008ကိုကိုးကွယ်နေတဲ့ကောင်တွေဆိုတော့သူတို့ဥပဒေတော်သူတို့ကမလိုက်နာဘူးအခုမှမလိုက်နာဘူးလို့ခင်ဗျားတို့မပြောနဲ့အရင်တော့လည်းမလိုက်နာဘူးလိုက်နာဖို့လည်းရေးထားတာမဟုတ်လှုပ်ချင်အောင်လှုပ်ဖို့တော့ရေးထားတယ်ဒါပေမဲ့နိုင်ငံတကာကိုချပြတဲ့အချိန်မှာသူတို့ဥပဒေနဲ့မြောက်မီးနဲ့မြောက်ကိုပြန်ချီရပါတယ်လို့ကျွန်တော်ပြောခဲ့ပါတယ်နော်ဆိုတော့ဒါတွေအားလုံးလွဲချော်နေတယ်ဥမာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် election မလုပ်ခင်6လအလိုမှာမာရှယ်လောတွေအကုန်ရုပ်သိမ်းပြရပါလိမ့်မယ်ပုံမှန်429မှာရှိပါတယ်ဒါကိုသွားဖတ်ကြည့်ပါဒါကျွန်တော်မာရှယ်လောဘယ်လိုလုပ်ရုပ်သိမ်းပြီးတော့သူပဲပြောနေတယ်လေဆိုတော့ပြီးတော့ဒီရွေးကောက်ပွဲကိုသူကျင်းပဖို့အတွက်သူ့မှာအဲ့ဒီ authority တွေမရှိပါဘူးခင်ဗျားတို့ထင်နေလို့ပါလုံးကြည့်လိုက်ပါနောက်တစ်ခါမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲ မဖြစ်လို့အခုတော်လှန်နေကြတာမဟုတ်ရွေးကောက်ပွဲလိုအပ်လို့တော်လှန်နေကြတာမဟုတ်ဘူးရွေးကောက်ပွဲလို့လည်းဘာမှဖြစ်လာမှာမဟုတ်ဘူးနော်လက်နဲ့ကင်ထားတဲ့လူတွေလက်နဲ့လာအပ်เสียလည်းအကြောင်းမရှိဘူးရွေးကောက်ပွဲမှာပါဝင်တဲ့ပါတီတွေကလည်းမြန်မာနိုင်ငံငြိမ်းချမ်းရေးရမယ်ဆိုပြီးတော့အာမခံရတဲ့ပါတီတရားဟောမှာမရှိဘူးဒါနံပါတ်1အချက်ကျွန်တော်ပြောတာပါနော်ရှင်းရှင်းပြောရင်ပေါင်းပြီးတော့ခွင်ရိုက်တာပါတနည်းအားဖြင့်ပြောရရင်တော့ စကလုံးရိုက်သွားမှဆိုးလို့ပါဗျာပြစ်တစားကိုအတွင်းကန်လွဲပေးကြတာပါပြစ်တစားလူများတော့အတွင်းကန်ညစ်ပတ်နေပြီဗျာနော်မင်းအောင်လှိုင်တို့ကအဒါကြောင့်ပြစ်တစားကိုအတွင်းကန်လဲပေးတဲ့အနေနဲ့ဒီပါတီတွေဝင်ပူးပေါင်းဆောင်ရွက်တယ်လို့ကျွန်တော်နားလည်တယ်ဒါနံပါတ်1ပြောတာပါနံပါတ်3ကတော့မြန်မာနိုင်ငံရေးအနာဂတ်နဲ့ပတ်သက်ပါတယ်မြန်မာနိုင်ငံရေးအနာဂတ်ကဘာလဲလို့ပြောရမလဲဆိုရင်တထုံးရှိအခြေခံဥပဒေမှာအခန်းတက်မှာကိုမှ နိုင်ငံခြားသားတပ်ဖွဲ့တွေနိုင်ငံခြားတပ်ဖွဲ့တွေဖြတ်တန်းခွင်ယာယီအခြေချခြင်းเนาะလာရောက်အခြေစိုက်ခြင်းခွင့်မပြုထားပါဘူးဗျာအဲ့ဒါကိုယခုကြမ်းခိုင်ရေးဥက္ကရာခင်ကြီးနဲ့လက်ရှိမြန်မာစစ်ကောင်းဆောင်ကပူးပေါင်းပြီးတော့ဒီရွေးကောက်ပွဲကိုသူတို့ဘာသာသူတို့အကျဉ်းပပြီးသူတို့ဘာသာသူတို့အနိုင်ယူပြီးတော့အခြေခံဥပဒေကိုအဲ့ဒီနေရာမှာသူတို့ကသွားပြင်ကျင်းတာပါ တိုင်းပြည်လုံခြုံရေးအမျိုးသားအကျိုးစီးပွားအတွက်တို့ရေးထားတဲ့စာကြမ်းတော်ကျွန်တော်မှရှိတယ်။တိုင်းပြည်လုံခြုံရေးနဲ့အမျိုးသားအကျိုးစီးပွားတို့ကိုရှေ့ရှုခြင်းအလို့ငါမိတ်ဖက်နိုင်ငံများဤလက်နက်ကင်တပ်ဖွဲ့များနဲ့လဲပူးပေါင်းဆောင်ရွက်ခွင့်ရှိရမယ်ဆိုတာအာဆက်လို့လှုပ်ချင်လို့ဒီရွေးကောက်ပွဲကိုလှုပ်တာပါဗျာ။အဲ့ဒီလိုရွေးကောက်ပွဲမှာဒီအခြေခံဥပဒေကိုလွှတ်တော်ခေါ်ပြီးပြင်လိုက်မယ်ဆိုရင်ရုရှားတို့တရုတ်တို့ဘယ်လာရော့တို့မြောက်ကိုရီးယားတို့မြန်မာနိုင်ငံမှာအကျွေးနဲ့ တို့စစ်တပ်တွေဝင်လာပြီးတော့မင်းအောင်လှိုင်တို့ဆက်လက်အာဏာရတီဖို့အတွက်တိုက်ကြခိုက်ကြပြီးဗမာပြည်ကြီးပြာကြအောင်ဖန်တီးတဲ့ရွေးကောက်ပွဲရလက်နဲ့ဖြစ်ပေါ်လာမဲ့အခြေခံဥပဒေပြင်ဆင်မှုရဲ့အနောက်မှာရရှိမဲ့အနာဂတ်အကျိုးဆက်တစ်ခုလို့ကျွန်တော်မြင်တယ်လက်ရှိကိုကျန်းခံရေးပါတီကရုရှားကိုတွားတောင်းနေတာ၃ချိန်တောင်ရှိပါပြီဟိုကပြောတယ်ငါတို့ကမင်းတို့အခြေခံဥပဒေမှာပိတ်ဆို့ထားတာကို ပေါ်ပေါ်တင်တင်ကြီးတော့လုံးလုံးမရဘူးတင်တန်းလာပေးတာဤပညာပို့ချတာလောက်တော့ရတယ်ဒါကနိုင်ငံတကာမှာလည်းဒီတိုင်းပဲရှိတယ်သို့တော့တက်ကြီးတက်ငယ်နဲ့ဝင်လာပြီးတော့မြမပြည်ကနော်တော်လှန်နေတဲ့အဖွဲ့စည်းတွေတိုင်းရင်းသားတွေကိုခြေမုံဖို့အတွက်ကတော့အခြေခံဥပဒေကိုပြင်ဆင်ပြီးမှသာလျှင်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုနဲ့နိုင်ငံတစ်ခုစည်ရေးစည်းဝါးရေးနိုင်ငံရေးတန်တမာရေးမဟာမိတ်ဖက်အရာပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ ခေါင်းကင်ခေါင်းစဉ်အောက်ကနေဝင်လာဖို့အတွက်တိုင်းပြည်ကိုပြာချဖို့အတွက်ဒီရွေးကောက်ပွဲကိုခင်ကြီးတို့ကအနိုင်ယူပြီးတော့ဒီအခြေခံဥပဒေကိုနိုင်ငံခြားတပ်တွေပါမြန်မာနိုင်ငံရဲ့လုံခြုံရေးနဲ့အကျိုးစီးပွားကိုပူးပေါင်းဆောင်ရွက်ရန်အလို့ငါဆောင်ရွက်ပိုင်ခွင့်ရှိသည်ဆိုတာကိုပြဋ္ဌာန်းကျင်လို့ဒီရွေးကောက်ပွဲကိုလုပ်တာဘာလို့ကျွန်တော်ပြောကျင်တယ်ဟုတ်ပြီနော်နောက်တစ်ခါနံပါတ်၄ခင်ဗျားတို့တော်လှန်နေတဲ့အဖွဲ့အစည်းတွေကျွန်တော်ကတော့ပြတ်တယ် ကျွန်တော်ပြတ်တာတော့ဘယ်သူနဲ့မှမတူအောင်ပြောလိုက်မယ်ခင်ဗျားတို့ဘေးနှခမ်းသားတွေလိုက်သိမ်းနေလို့မရဘူးမြို့ကြီးတွေသိမ်းမအခုစစ်တိုင်းနေခင်ဗျားတို့သိမ်းတာဒီကောင်နေဆက်ဆက်ခါသွားပြီမြို့ကြီး6မြို့ကျန်တယ်အဲ့ဒီ6မြို့ကျွန်တော်ခင်ဗျားတို့ဟင့်လေးပေးလိုက်မယ်မန္တလေးပါမယ်ရန်ကုန်ပါမယ်ပဲခူးပါမယ်ကျန်တဲ့3မြို့ကိုယ့်ဘာသာကိုယ်စဉ်းစားလိုက်အဲ့ဒီ6မြို့မှာ3မြို့ကျရင်မင်းအွန်လိုင်းနေစရာမရှိတော့ဘူးဒါပေမဲ့မင်းအွန်လိုင်းတည်လို့မရဘူးမင်းအွန်လိုင်းထွက်ပြေးလို့မရဘူးအမိဖမ်းရမယ် အဲ့တော့မှကျွန်တော်တို့တရားစီရင်ပုဆိုတာ နော်ပြည်သူလူထုတွေရဲ့နိဏပုဆိုတာအဲ့ဒီမှာထာဝရနောင်ဖြစ်လာမဲ့စစ်ကောင်းဆောင်တွေစစ်ပတ်ဆိုင်ရာအရာရှိတွေအားလုံးသင်ခန်းစာရအောင်ဥပဒေရစီစဉ်နိုင်မဲ့အခြေအနေမျိုးကိုရောက်မှာမင်းအောက်လှိုင်းလုံးဝသေလို့မရဘူးကျွန်တော်ဒီကောင်သေသွားမှကြောက်နေတယ်ဒီကောင်သေသွားရင်မြမပြီးအနာဂတ်မျိုးဆက်တွေအတွက်တရားမျှတမှုနဲ့အမှန်တရားကိုရတော့မှာမဟုတ်ဘူးလို့ပဲပြောရင်းနဲ့ မိကုန်းချုပ်ကျင်နေဗျာကိုရှယ်လေးပါအားလုံးချစ်တယ်ခင်တယ်ချမ်းမချမ်းသာကြပါစေဘေးကင်းကြပါစေဗျာ